やっほー皆さんこんにちは。えっと、ディニマロカズミが、ジャパンマー、ダシガンタピアレカマ、バリユワメ、バリサワメ、バリシャワメ、それ、エアリネパタビロ、みなさんのシェアリングのためにパイ。そら、レッツゴー。バタマウソニネ、カズミをまぴめにユドアマが、ホーケンショーピパイ。ディジャマイアマガンケボノ。 ကျမရေအာမခံကက်မရှိဘူးဆိုလို့ရှိရင်နောက်တစ်မျိုးဘာရေဝါလို့ရလဲဆိုတော့မိုင်းနံပါတ်ကားတို့ပေါ့နော်မိုင်းနံပါတ်ကက်ဆိုရဲဟာမျိုးလေးယူသွားပါမယ်မိုင်းနံပါတ်ကကဘာမှလုပ်လို့ရလဲဆိုတော့ကိုနေထိုင်တဲ့ရှီယာကူရှော်မြို့နယ်ရုံမှာတွားပြီးတော့လုပ်လို့ရတယ်နည်းနည်းလေးတော့အလုပ်ရှုပ်တယ်ဆိုပေမဲ့အဲ့ကက်ကရှိထားရင်တော့ကိုယ့်ရဲ့ ID ကအနေနဲ့တော်တော်များများမသုံးလို့ရအောင်မလို့လုပ်ထားတဲ့နေပေါ့နော်ဟိုကန်ရှော်မရှိတဲ့လူတွေကမိုင်းနံပါတ်ကက်ယူသွားပြီးတော့ဒီဟိုကန်ရှော်အနေနဲ့သုံးလို့ရတာမလို့ပထမဆုံးပဲစေကမ်းမဆိုတွားမယ်ဆိုလို့ရှိရင်ဟိုကန်ရှော်ဖြစ်ဖြစ်မိုင်းနံပါတ်ကက်ဖြစ်ဖြစ် နောက်ခုတွေကတစ်ခုပေါင်းယူသွားကြပါနောက်တစ်ခုကတော့ပတ်စံပေါ့နော်ပတ်စံမပိုင်းတော့အစည်းအကမ်းမောင်းထုတ်ပါလိမ့်မယ်ဆရာပါဒီစည်းကမ်းသွားမယ်ဆိုတဲ့ကပတ်စံမပါလို့တော့မရဘူးပေါ့နော်ဆိုတော့အဲ့နောက်ခုလုံးရှိပြီဆိုလို့ရှိရင်နောက်တစ်ခုကစည်းကမ်းကိုရော်ရက်ကုလုပ်ရပါမယ်ဆိုတော့ walking သွားလို့မရဘူးလားဆိုတော့ walking သွားလို့လည်းရရပေါ့နော်ဒါပေမဲ့ကိုကသွားတဲ့အချိန်သူကတုံ့ပြန်စမှတ်မှာဆိုတော့ကိုအကြာကြီးစောင့်နေရလိမ့်မယ်ပေါ့နော် တခါလေကြာရင်လည်းဒီနေ့အတွက်တို့ဟိုမှာဆေးကန်းဖွင့်ချိန်ညမတူတဲ့အခါကျတော့ကိုသွားလိုက်တဲ့အခါမှာအဲတော့ဆေးကန်းပိတ်ချိန်နေနဲ့တိုးတာမျိုးဖြစ်လာပြီဖြစ်ဖြစ်အဲ့လိုမျိုးကြာအဆင်မပြေဘူးလीနော်အဲ့တော့ကိုသွားမဲ့ဆေးကန်းကိုအရင်ဆုံးဒီ online မှာရှာပေါ့နော်えっと、カズミヤじゃろ、ディアロトアレランマハイシャガシ、ディハイシャサンしてて、ディトワクリニックぽเนาะ。デンタルクリニックしてるあたりじゃカズミヤ、あいかディトゥレトイアワセそれ、 ဒီဘယ်လိုပြောရမလဲဖုန်းနံပါတ်ပါတဲ့ဟာလေးပြီးတော့စေကန်းဖွင့်ခြင်းပိတ်ခြင်းအဲ့လိုဟာမျိုးလေးကိုဓာတ်ပုံရိုင်းလာပြီးတော့ကာစမီယာကဒီဖုန်းနဲ့ပဲ booking လုပ်လိုက်တာပေါ့နော်အဲ့ဒီချိန်မှာပထမဆုံးအဲ့တော့ရွာရောက်လုပ်မယ်ဆိုလို့ရှိရင်အရင်ဆုံးကတော့အဲ့ဂျပန်လိုပြောရမှာဖြစ်တဲ့အတွက်ကိုပြောချင်တဲ့အကြောင်းအရာကိုတခြားပြောတတ်ဖို့လိုရဲပေါ့နော်ဆိုတော့ရွာရောက်လုပ်မယ်ဆိုပြီးတော့ဖုန်းဆက်ဆက်လိုက်ပြီးပေါ့ဖုန်းဆက်ဆက်လိုက်ပြီးဆိုလို့ရှိရင်တို့ရောဆက်ပြီးတော့ကိုမေးရမယ်ပေါ့နော်အဲကို ကိုနမဲပြီးတော့ဘရက်တွေမှာဒီရော်ရကိုလောက်ချင်တာလေပေါ့နော်ဆိုတော့အများသောအားဖြင့်အဲ့ဒီမှာဒီသွားစေးကန်းနေရရော်ရကိုပြည့်နေတတ်တယ်ပေါ့နော်ခါစမီတော်ကဆိုသူကဒီလလုံးဝရော်ရကိုကမရတော့ဘူးဆိုပြီးခါစမီကိုပြောတယ်ပြောခါစမီကနောက်လာကြရင်ခီးထွက်ဆရာရှိတဲ့အတွက်ကြောင့်နောက်လာဆိုရင်တော့အဆင်မပြေဘူးပေါ့နော်ဒီလတဲမှာပဲဖြစ်နိုင်မလားဆိုပြီးသူတို့ပြန်ပြီး request လုပ်တဲ့ခါကျတော့သူကโอเคရရဲဆိုပြီးတော့ဒီတောက်ကြနေမှာပေါ့နော်ရော်ရကိုလောက်လိုက်တယ်ဆိုတော့ဒီ ဘယ်လိုပြောရမလဲဖုန်းဖြေရဲ့အခါမှာလဲသူတို့ကတိချာမေးရေနောက်တစ်ခုကသွားဆွဲထားအမျိုးမျိုးရှိရလေးသိရမလားအဲ့တော့ကို့သွားအချင်းတွေကိုကိုကတိချာပြပတ်တဖို့လဲလိုတယ်ပြီးတော့ဘာလုပ်ချင်တာလဲပေါ့နော်ကိုကမာ cleansing ဒီသွားရေ green ရေကို cleansing လုပ်ချင်တာလားဒါမှမဟုတ်လို့ရှင်ကို့သွားရေပို့ဖြူအောင်လို့ whitening brightening အဲ့လိုမျိုးလုပ်ချင်တာလားဒါမှမဟုတ်လို့ရှင်ကိုယ်တော်ကဒီသွားဖို့ပေါက်တွေရှိနေရလားဗောနော်သွားဖို့ပေါက်တွေရှိပြီးတော့အစားအစာတွေဝါလို့မရတာတချို့ဆိုလို့ရှိရင်ဒီလိုထိမိရနဲ့ ကြိုက်တာခဲတာအဲ့လိုမျိုးအခြေအနေအမျိုးမျိုးရှိရပေါ့နော်အဲ့တော့ခါစမီကအဲ့သုံးချက်တည်းကတော့ပေါပေါက်ရှိရတယောက်ပေါ့နော်ဆိုတော့အရင်ဆုံးခါစမီအကြောင်းအရင်ပြပြမယ်ဒီတော့ပေါပေါက်ကလွန်ခဲ့တဲ့အထပ်ပေါ့နှစ်နှစ်သုံးနှစ်လောက်ထဲကရှိနေရဖြစ်မယ်ပြီးတော့ခါစမီကဒီနားမှာတထက်လိုမျိုးဖြစ်နေရအဆုံရဲ့ဒီအောက်နားမှာပုံမှန်ဆိုရင်တော့နှစ်ချောင်းမဲ့ပေါက်ကမင်းနေရမှာခါစမီကအောက်သွားပေါ့နော်အောက်သွား ၃ချောင်းပေါက်နေရအဲ့ဒီနေရာထဲမှာ၃ချောင်းပေါက်နေတဲ့အတွက်ကြောင့်သူကတစ်ချောင်းပိုနေတဲ့ပုံစံမျိုးပေါ့နော်ဖြစ်ချင်တော့အဲ့ပိုနေတဲ့တစ်ချောင်းကတော့ပိုပေါက်ဖြစ်နေတာတော့ပိုပေါက်ဖြစ်နေတော့ပထမဆုံးအဲတော့ခါစမီဆေးကန်းသွားတဲ့အခါမှာအင်းဆုံးဆရာဝန်ကဒီပို့တက်ပေးရပေါ့နော်ရှော့ချော့ကိုလို့ပေးရအာနော်မိရောလို့ခါစမီပထမဆုံးကိုကပထမဆုံးသွားမဲ့လူဖြစ်တဲ့အခါဆိုလို့ရှိရင် အရင်ဆုံးကိုရွေရကုတ်လောက်ထားတဲ့အချိန်တည်းနည်းနည်းလေးဆော့ပြီးသွားပေးရတယ်10မိနစ်ဖြည်းဖြည်း15မိနစ်ဖြည်းဖြည်းပေါ့နော်ဘာလို့လဲဆိုတော့တို့ရဲ့ဆေးရုံကပ်ကိုလောက်ပေးဖို့နော်လောက်ပေးဖို့အတွက်ကကိုကအဲတော့ဖောင်ဖြည့်ရတယ်ဖောင်ဖြည့်ပြီးတော့ကိုရဲ့အချက်လက်တွေယူရဖြစ်တဲ့အတွက်အရင်ဆုံးကိုကထားတဲ့ပါဒီမိနစ်30 10နာရီခွဲလောက်10နာရီခွဲမှာရွေရကုတ်လောက်ထားရဆိုလို့ရှိရင်တော့ဖြစ်နိုင်တော့နာရီဝက်လောက်ဆော့ပြီးသွားတာပို့ပြီးတော့အဆင်ပြေပေါ့နော်တို့ကိုတို့ကိုယ်တိုင်လည်းမေးရကွာကိုအဲ့လိုစောစောလေးလာပြီးနိုင်မလားဆိုပြီးတော့ကိုကအဲ့လိုမျိုးတေချာလေးတွားပေးမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေရကွာ အဲအဲ့တော့ဆက်ပြီးတော့အဲ့ကိုဖြစ်တဲ့နေရာပေါ့နော်သူတို့တေချာပြောပြရဲအဲ့ဒီသူတို့ပေးတဲ့ဒီဘယ်လိုပြောဖောင်ထဲမှာလဲကိုကဘယ်နားမှာနာနေရလဲဖဲသွားလဲညာသွားအဲ့လိုမျိုးကြီးကိုကတေချာလေးရေးပေးရတယ်အဲ့လိုပြောရပြီဆိုလို့ရှိရင်တော့ဆရာဝန်နဲ့ဆက်ပြီးတွေ့ပြီပေါ့နော်ဆရာဝန်နဲ့ဆက်တွေ့ရတဲ့နေရာမှာသူတို့ကကိုအရင်ဆုံး short talk ကိုလောက်ခိုင်းမယ် short talk ကိုလောက်ခိုင်းပြီးတော့ဒီအဲ့တော့ဘယ်လိုပြောရမလဲမြန်မာလိုဆိုတတ်မှန်လို့ပြောရမှာလားကိုကိုသွားရဲ့အခြေအနေကိုဒီ ဒီလိုစစ်တာပေါ့နော်စစ်ပြီးတော့ CD scan လို့လို့ဓာတ်မှန်လို့လို့အဲ့လိုဟာမျိုးအဲ့ဒီဟာကိုကွန်ပျူတာမှာကိုပြရဲကိုရဲ့သွားအခြေအနေကိုပေါ့နော်အဲ့တော့ခါစမီရဲ့သွားကြတော့အဲ့ပိုနေတဲ့တချောင်းကသွားပိုကအောက်ခြေကနေမစားပဲနဲ့ဒီအလေကောင်ကနေဖြတ်ပြီးတော့သွားပိုကစားနေရပေါ့နော်ဆိုရဲအခါကျတော့အဲ့ဒီပုံမှန်ဆိုရင်ဆောင်ရဲ့တေချာရှင်းပြရဲသူက အပေါ်ရန်ကြောမှာဖြစ်တဲ့အရာတွေဥပမာသွားရဲ့အပေါ်ပိုင်းမှာဖြစ်တဲ့ဟာဆိုလို့ရှိရင်တော့ပြန်ပြီးတော့ဖာပေးလို့ရရဲဆိုပြီးတော့ပြောရဲပေါ့နော်မနှုတ်ချင်ဘူးဆိုလို့ရှိရင်အကယ်၍ကိုကအဲ့တော့ဒီအောက်ခြေမှာဖြစ်တာပဲဖြစ်ဖြစ်အလယ်မှာဖြစ်တာပဲဖြစ်ဖြစ်အဲ့လိုဟာတွေဆိုလို့ရှိရင်ကိုကဖာလို့လည်းမရဘူးပြီးတော့တကယ်အဲ့ဒီဟာကိုဖာမယ်ဆိုရင်အချိန်ပိုကြရဲပေါ့နော်အဲ့တော့ तू ကနှုတ်လိုက်တာပို့ပြီးတော့အဆင်ပြေမယ်ဆိုပြီး तू ကကိုရက်ကမန်ပေးရဲပေါ့အဲ့လိုမျိုးသွားနှုတ်ရတာကြောက်တဲ့လူတွေရှိလားမသိဘူး ခတ်သူကဘယ်လိုပြောရမလဲဟိုလို့ဖာလို့မရတာတော့မဟုတ်ဘူးဖာလို့တော့ရတယ်ဒါပေမဲ့အခောက်ခောက်ခါခါလို့လာနေရမယ်ပေါ့နော်ဒီဆေးကောင်လာပြနေရမယ်တို့တခါတည်းနဲ့ပြီးသွားမယ်အိစာမဟုတ်ကွာအဲ့တော့နှုတ်လိုက်မယ်ဆိုရင်တစ်ချိန်နဲ့အကောင်လုံးပြီးသွားမယ်ဆိုပြီးသူကပြောတယ်အဲ့တော့ခါစမီကဒီ second option ပေါ့နော်သွားနှုတ်ဖို့ရွေးလိုက်တယ်တတိကဲဆိုတော့လေသွားနှုတ်ဖို့ရွေးလိုက်တယ်အဲ့မှာဆပြီးတော့တို့သွားနှုတ်တယ်ပေါ့နော်အဲတို့သွားမနှုတ်ခင်မှာထုံဆေးနဲ့ချက်ထိုးတယ်အမှန်တော့ဒီနေ့ရိုက်ချင်လို့လို့သာရိုက်လေဒီနေ့ဒါသွားနှုတ်ထားရဲ့နေ့အဲ့တော့အဲ့ဒီ သွားနှုတ်ဖို့သူတို့ထုံစေးနှစ်ချက်ထိုးတဲ့အခါမှာလုံးဝပါစက်ကြီးကဘာဒီဘက်တစ်ချံလုံးကဘာဘလို့မှမနေရောထုံနေရပဲတည်ရေအေးသွားနှုတ်တာမနစ်ပိုင်းတော့မကြောက်တမနစ်လောက်ပဲရှိမယ်သူတို့ကိုယ်သွားနှုတ်ပေးတာတမနစ်ကြကြောနှစ်မိနစ်အဲ့လောက်ပဲရှိမယ်ထုံစေးထုတ်ပြီးတော့ကိုယ်သွားဟိုအဲ့လိုမျိုးကိုယ်ခန်းရှော့ကိုလို့ပြောရမလားကိုယ်ထိတာရပါတယ်ခန်းစားရတီလားဆိုသူတို့မေးရေမေးပြီးတော့ကိုယ်ဘလို့မှမခန်းစားရတော့ထုံမဲထုံနေရဆိုလို့ရှိရင်သူတို့စပြီးနှုတ်တယ်ပေါ့နော်အဲ့အချိန်မှာဆိုလို့ရှိရင် အတူတူနှုတ်လဲနှုတ်ပြီးွားတော့သူတို့ဆောင်းရင်ရှောင်းရင်နေပြောတယ်။ဆောင်းရင်ရှောင်းရင်နေပြောပြီးတော့ဒီနေ့ဆိုလို့ရှိရင်ခါသမီးရေးအကြိုက်ချိုးလို့မရဘူးပေါ့နော်။သွားနှုတ်ထားတဲ့အချိန်နဲ့ဖြားမှာဆိုလို့ပြီးရင်ဥန်တို့လို့လို့မရဘူး။အားကစားလို့လို့မရဘူး။ပြေးလိုက်လွှားလိုက်အဲ့လိုမျိုးလို့လို့မရဘူး။ဒါပေမဲ့အစားစားတော့အကုန်စားခိုင်းနေ။သွားသွားနှုတ်ထားလို့ဆိုပြီးဘာမှမရှောင်းခိုင်းဘူး။ကိုချိတ်တာစားကိုပါဘောပေါ့ပေါ့ပေါ့ပါနေ။ဘာမှအဲ့လိုရေးကြိုက်မချိုးနဲ့ဥန်တို့မလုပ်ရဘူးဆိုပြီးတော့တားထားရပေါ့နော်။ဆိုတော့အခုဒါဒီနေ့သွားနှုတ်ထားတဲ့နေပါ ဆိုတော့မင်းနဆန်တို့လည်းအရင်ဆုံးဒီတွားစီကန်းဒီပိုင်းပြမယ်ဆိုလို့ရှင်ကိုဘကကြိုတင်ပြင်ဆင်ထားမှာကအဲ့တော့ကိုယ့်ရဲ့တွားအခြေအနေပေါ်လည်းမူတည်သေးရပေါ့နော်အမဖြစ်မနေပြင်ဆင်ရမှာတော့ဟိုခန်းရှော့ပြင်ပတ်စံနောက်တစ်ခုကရော်ရကုလောက်ဖို့မမေ့နေပေါ့နော်ရော်ရကုမလောက်ဘူးဆိုရင်ကိုအချာကြီးလဲစောင့်နေရမယ်ကိုလိုချင်တဲ့ရက်လည်းရချင်မှရလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့တုံးချက်ကတော့မမေ့ပါနဲ့နောက်တစ်ခုကအဲ uh, extra tip လို့ပြောရမလားကိုရဲ့သွားအခြေအနေကိုတိကျလေးရှင်းပြတတ်ဖို့လိုပါတယ်ဆိုတော့ဒီနေ့ခဇူမီ ကဒီတွားနှုတ်ထားပြီးတော့တို့ဒီတွားနှုတ်တဲ့ fee စေပိုင်းပါလာမပါလာတော့ခါသမီးတချမ်းမသိဘူးဒီဆေးနှမျိုးပေးလိုက်တယ်ပေါ့နော်ဒီရှောင်ကြတာတော့ပြီးတော့ဒီအញ្ញန်းနာလာတာဆေးဒီထုံဆေးထိုးထားဆိုတော့ထုံဆေးနှလုံးပြဲသွားလို့နာလာတဲ့အခါမျိုးမှာတောက်ဖို့ဆေးတစ်လုံးရယ်ဒီရှောင်နာတွေပိုင်းအနာကျက်တာတွေမြင်အောင်လို့တစ်လုံးရယ်နှလုံးပေးလိုက်တယ်နောက်တစ်ခုဒီ glycerin လို့ပြောရမလားဒီပလောက်ချင်းနဲ့ဆေးရည်ပေါ့နော်အဲ့လိုမျိုးသုံးမျိုးပေးရယ်ပြီးတော့အကောင်လုံး process အပ်ပြီးပေါ့နော်ခါသမီးကတော့ဟိုခန်း ကိုခန်းရှော့ယူပါဆိုတော့အားလုံးပေါင်းမ2000ရန်2400လောက်ပဲကြာခဲ့ဆိုတော့တေချာပေါ့မင်းနဆန်တို့လည်းဘယ်စီကမ်းဆိုသွားတဲ့အခါမှာကိုခန်းရှော့မမေ့ပါနဲ့ကိုခန်းရှော့မရှိရလို့ကတော့မိုင်းနမှာခက်ကိုမမေ့ပါနဲ့ဆိုတော့နောက်တစ်ခုကဘယ်စီကမ်းဆိုရရကုလို့ဖို့မမေ့ပါနဲ့ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ထပ်နောက်ထပ် vlog တွေမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်